္လာပါမြတ်ဒါကျွန်တော်တို့ဒီ power board မှာအများရန်သုံးမြင်နေတဲ့ဒီ solar brand လေးပေါ့နော်အဲ quality ကောင်းတဲ့အကြမ်းခံတဲ့ water ကောင်းတဲ့ဖြစ်တဲ့ကျွန်တော် price 95လေးကိုကျွန်တော်ပြပေးဖို့ပေါ့နော်ဒီကောင် price 95ကြတော့ကျွန်တော်တို့ဒီ mono series and type ပေါ့နော်ကျွန်တော်တို့အထဲမှာ mono cell တွေကိုသုံးထားပေးတယ် series ကြောင့် and type ဒါ and type ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကျွန်တော်ရန်ကုန်လိုမြန်မာနိုင်ငံလိုမျိုး ဂျာတိဝရုပူတဲ့နိုင်ငံတွေအတွက်အထူးတည်တံ့ထောက်ထားပေးတဲ့ကောင်ပေါ့နော်ဒါကတော့ဒါသူ့ရဲ့ series ပြီးတော့ဒီကောင်လေးဆိုလို့ကြည့်လို့ချင်းကျွန်တော်တို့အဓိကသူကကွာခြားချက်ကတော့ဘောင်ပေါ့နော်ဒီကောင်ဘောင်က35 mm ထိပါတယ်35 mm ပါတော့ကျွန်တော်ဘောင်တို့ပေါ့တချို့တကားကျရင်ကျွန်တော် market ထဲမှာ30 mm ဘောင်နဲ့ဆိုလာတွေလာတတ်တယ်ဒီကောင်လေးကြတော့သူကဘယ်လိုဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့လေတံမိုးတံပေါ့နော်လေပြင်းပြင်းတက်ရင်ကြတော့သူကတိတ်ပြီးတော့ခံနိုင်အားတိတ်မကောင်ဒါကတော့ဒါသူ့ရဲ့ဘောင်အတွက်ပေါ့နော်ပြီးတော့ဒီကောင်ကြတော့ကျွန်တော်တို့35 mm ဘောင်ဖြစ်တယ် mono cell ကိုတုံးထားပေးတယ်အန်တိုက်ဖြစ်တယ်အဲပြီးတော့ကျွန်တော် MC4 ပေါ့နော် MC4 ကျိုးကိုဒီကောင်နဲ့ခေါင်း MC4 ကျိုးအရှိတယ် MC4 ကျိုးအရှိဆိုတော့ကျွန်တော်တို့ဒီတစ်ချက်နဲ့တစ်ချက်ပြန်ပြီးတော့ series play လည်းပြန်တွဲတဲ့နေရာမှာလည်းအရန်အဆင်ပြေနောက်ဆုံးချက်နေတဲ့သူအမကန်12နှစ်တိပေးတာအမကန်12နှစ်တိပေးတာတော့စနစ်တွင်မှာတခုခု word track နေရတာဘာညာဖြစ်တဲ့အစား prime company အကောင်ပြန်ပြီးတာဝန်ယူပေးတယ်ကျွန်တော်တို့ power board လည်းတာဝန်ယူပေးတယ်ပြီးွားတဲ့အပြင်ကိုသူက word track အကောင်နဲ့20% efficiency ပဲရှိတယ်20% efficiency ဆိုတော့ကျွန်တော်တို့တစ်ချက်ကို average 480နဲ့500ကျားလောက်ထွက်တယ်ဒါကတော့ဒါသူ့ရဲ့ solar ရဲ့အကြောင်းလေးပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီ prime solar ကိုကျွန်တော်တို့6 kilowatt လေးနဲ့တွဲမယ်ဆိုကျွန်တော်တို့ မှာ Intel 48 Pro 6kW နဲ့ Solibo 54.2 Pro 300A အဲ့ဆက်တက်လေးရှိတယ်ဒီကောင်လေးကိုတွဲမယ်ဆိုလို့ချင်းကျွန်တော်တို့ချစ်ချက်လောက်တက်လိုက်တယ်ဆိုတာလုံးဝအဆင်ပြေဆုံးဆက်တက်လေးပဲပေါ့နော်အဲ့ချစ်ချက်မှာလူချင်းမင်းတို့ကဘာလို့တောင်းလို့ရမလဲဆိုလို့ချင်းရင်နေကင်းမိုင်းနေရောင်ကောင်းကောင်းရတဲ့ချိန်ပေါ့နော်အဲ့ချိန်မှာဆိုလို့ချင်းရင် Aircon 3လောက်ထိပြိုင်လို့တောင်းမယ်ဒါ Solar နဲ့တိုက်ရိုက် လုံးဝဘက်ထရီတွေကပြတ်မနှုတ်ဘူး EPC ကလည်းမယူနေကမန်းညလို့ချင်း EPC ကိုလုံးဝကျွန်တော်တို့ပိတ်ချထားပေးလိုက်လို့ရတယ်ပေါ့နော်အဲပြီးတော့သူကဒီ aircon တုံးလုံးတုံးနေမှာပုံနဲ့ watt တွေကိုကျွန်တော်တို့ဘက်ထရီတွေကိုဖြည့်ပေးနေလိမ့်မယ်အဲ့တော့လူချင်းမင်းတို့ကဒီနေကမန်းညလို့ချင်းလို့ချင်း aircon ကို solar တိုက်ရိုက်တုံးပြီးတော့အဲညပိုင်းကြလို့ချင်းလို့ချင်းလို့ချင်းဘက်ထရီကလည်းအတရာပြည့်ပြန်ဖြစ်နေပြီအတရာပြည့်ပြန်ဖြစ်နေတော့မီးပြတ်တဲ့ချိန်ဆိုလို့ချင်းလို့ချင်းဘက်ထရီကိုဖွင့်ပြီးတုံးမယ်မီးပြန်လာရင်မီးကိုတုံးမယ်အဲ့တော့ကျွန်တော်တို့အားလုံးမှာ power resource တုံးခုကနေတုံးလို့ရမယ်အဲ solar တုံးမယ်ဘက်ထရီတုံးမယ် EPC တုံးမယ်နေကမန်းကို solar တည်တံတုံးမ ်ညပိုင်းကြလို့ကြည့်လို့ချင်း EBC မီလာနဲ့ EBC မီတော့မယ်တကယ်လို့ EBC မီပြတ်သွားတယ်ဆိုလို့ရှိလို့ချင်းကျွန်တော်တို့ battery ကနေပြန်ထုတ်တော့မယ်အဲ့တော့လူချင်းမင်းတို့ကဒီ solar ချက်ချက်လောက်တက်လိုက်ပြီဆိုတာနဲ့24နာရီမီတော့နေလို့ရပြီပြီးတော့ဒီ solar တွေကကျွန်တော်တို့မနက်9နာရီနေအောင်လောက်တော့နေဆပြီးအလုပ်လုပ်တယ်ဒါပေမဲ့ तू က web ပြတော့မထွက်သေးဘူးအဲကျွန်တော်မနက်9နာရီနေအောင်အာယုံနေအောင်အာယုံနေအောင်လောက်တော့ဆပြီးလုပ်လုပ်တယ် तू ဘယ်ချိန်လောက်မှ web ပြလောက်ဆရမှာကျွန်တော်မနက်7နာရီနေအောင်လောက်မှဆိုလို့ရှိရင်ဒါသူ့ရဲ့ full load ကိုဆပြီးရပြီ full load ကိုဆရပြီးတော့ကျွန်တော်ဘယ်ချိန်လောက်ထိရမလဲဆိုလို့ရှိရင်ကျွန်တော်ညနေ4နာရီချောချော9နာရီလောက်ထိရမယ်အဲ တော့ကျွန်တော်တို့ဒီဟာဒါတော့သူရမယ်ဟာပေါ့နော်အချိန်ပေါ့ပြီးတော့သူကကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အဲတချို့တွေကထင်ကြတယ်ပေါ့နော်ဆိုလာဆိုတာနေရောင်ပြည့်ရနေမှာနေထင်းထင်းသားနေတော့မှအားကြရလာလားပေါ့အမှန်အလိုမဟုတ်ဒီမိုနိုဆီရီတွေမှာကြတော့ကျွန်တော်တို့တုံတန်ရောင်နေရောင်ပါဝါတယ်မိုးအောင်ဝါတယ်ဆိုရင်တော့မှသူကဝက်ထွက်သေးတယ်အဲထွက်တဲ့ percent တွေလေးတော့နည်းနည်းလျော့သွားမှာပေါ့နော်ဥပမာထားပေါ့ကျွန်တော်တို့မိုးတော်တော်အုပ်နေပြီအဲလိုဆိုလို့ရှိရင်မှောင်မဲနေလောက်အုပ်လေတယ်ဆိုလို့ရှိရင်ဒါ average ပေါ့နော်30နဲ့40%လောက်ထွက်မယ်မိုးရွာသွားတယ်ဆိုရင်တော့မှသူကဝက်ထွက်သေးတယ်တန်းမှဆန်းနေ50%လောက်ထွက်မယ်အဲ့တော့ လို့ညီမတို့ကဒီ solar တက်ပြီးတော့ အမိုးရွာနေမှာလားအရေးကြနေမှာလားအဲ့အတွက်သိပြီးပူစရာမလိုဒီကောင်နဲ့နေအောင်အပြစ်ရတော့မှအလွတ်လွတ်တဲ့တိုင်မျိုးတွေမဟုတ်ဘူးတောင်းတန်သူတို့လိုအပ်တဲ့အလင်းအောင်လောက်ရပြီဆိုရင်လည်းဒီကောင်အလွတ်လွတ်ပေးနိုင်တယ်အဲ့တော့ဒါနောက်ပိုင်းကျွန်တော်တို့ဒီ24နာရီလည်းမီးသုံးနေတယ်အဓိကနေကင်းမိုင်းပေါ့နော်နေကင်းမိုင်းမှာအဲလုတ်သုံးတာများတယ်ဥမာပေါ့ကျွန်တော်တို့ပြောရမယ်ဆိုလို့ချင်းအိမ်သုံးသမှုလုပ်ငန်းတွေအဲဒါပါတော့ကျွန်တော်တို့ဘာကောင်ပဲဘလိုလေးရှိမလဲဆိုတော့ support motor တွေချုပ်ကြရမယ်ဒါအထက်ကျုပ်လုပ်ငန်းတွေပေါ့နော်အထက်ကျုပ်လုပ်ငန်းတွေဆိုလို့ကြည့်လို့ချင်းဒီအတွဲတွေကအရန်အဆင်ပြေတော့ဘာကြောင့်လဲဆိုတော့နေကင်းမိုင်းညာလို့ချင်း EPC ကနေပြီးတော့သူလုံးဝကျူစရာမလို ိုတော့မီတာကအရန်သက်သာမယ်ပြီးတော့ဆိုလာနဲ့တိုက်ရိုက်ယူမယ်နေကမဲမှာတောက်လျှောက်သုံးမယ်အဲဒီကိုဆက်တွေပေါ့အလုံး20ဆိုလဲအလုံး20 25ဆိုလဲ25လဲအဲ့လိုတွေသုံးတဲ့အပြင်ကိုညာဘက်ကြလို့ချင်လဲဘက်ထရီတွေကပြန်ထုတ်ပြီးတော့လဲပြန်သုံးလို့ရတယ်အဲ့ချိန်မှာဘက်ထရီလဲအတရာအဖြစ်ဖြစ်နေပြီအဲ့တော့ကျွန်တော်အဓိကပြောပြောချင်တာကအဓိကဆိုလာတက်လိုက်ပြီဆိုလို့ချင်24နာရီလောက် power resource သုံးခုကနေပြီးတော့ရနေလိမ့်မယ်အဲ့တော့လူကြီးမင်းတို့ဒီမီးကို24နာရီလောက် သုံးလို့ရမယ်ပေါ့နော်ပြီးဂျာလည်းမလက်စစ်ပြတ်သွားမှာပူစရာမလိုဒါတော့ဆိုလိုက်အာသာကြက်ပေါ့နောက်အာသာကြက်တစ်ခုကကြတော့သူက20ကျော်ကျော်လောက်ဒီကောင်းကောင်းအလုပ်လုပ်နေနိုင်တယ်အဲ့တော့လူကြီးမင်းတို့ဒီဆိုလာရှစ်ချက်အတွက်ကိုတမိုးရင်းနှီးထားလိုက်တယ်ဆိုလို့ရှင်20လောက်ကောင်းကောင်းကိုအတွက်အဆင်ပြေတယ်ပေါ့နော်လူကြီးမင်းတို့သားသမီးတွေအဆင်ထိပါထပ်ပြီးတော့ဒါအမွေတောင်ပေးခဲ့လို့ရတယ်ပေါ့ဒီဟိုဆိုဆိုလာ20လောက်ဒီ ောင်းကောင်းအလုပ်လုပ်ပေးနိုင်တော့ဒါကတော့ကျွန်တော်6 kW ကိုပြောပြပေးတာကျွန်တော်တို့ပြီးတော့ဒီ6 kW ကအရင်ကြီးတယ်6 kW မတုံးညင်ဘူးဆိုလို့ရှင်တော့24ဖို့ရှိတယ်24ဖို့3.5 kW လေးချက်လောက်တက်လေးချက်လောက်တက်ရင်အဆင်ပြေတယ်အဲ့လေးချက်လောက်မှာကျွန်တော်တို့ total လောက်ကနေအောင်ပြည့်ရတယ်ဒီမှာ1000လောက်ရမှာ1000လောက်ရတော့ aircon တစ်ကောင်အားတစ်လုံးလောက်တော့ကောင်းကောင်းဖြန့်ပြီးမောင်းလာလို့ရတယ်တောက်လျှောက်ပေါ့နော် solar ရရတဲ့အချိန်မှာတောက်လျှောက်ပိုတဲ့ watt ကိုကျွန်တော်တို့ battery တွေကိုအပြည့်ပေးနေလိမ့်မယ်ဒါ24ဖို့ကကြတော့ကျွန်တော်တို့အိမ်သုံးမယ်အိမ်သုံးဆိုရင်သူကတော့ limit အကန့်အသတ်ရှိတာပေါ့နော်အဲကျွန်တော်တို့ solar တိုက်ရိုက်နေနေကျွန်တော်တို့ aircon သုံး ုံးမယ်အဲ့ချိန်မှာအဲကွန်ပိတ်ပြီးတော့ကျွန်တော်ရေမော်တာတွေတင်မယ်ရေမော်တာတင်ပြီးသွားလို့ချင်းထမင်းပေါင်းလေးတွေချက်မယ်တခါတည်းလိုအပ်တယ်ဆိုလို့ကြည့်လို့ချင်းဒယ်နီတို့ဟော့ပလိတ်တို့ဖွင့်ပြီးချက်မယ်ဒါအရင်ရေးကြည့်တဲ့အချိန်ပေါ့နော်ဒယ်နီတို့ဟော့ပလိတ်တို့အများအားသုံးတာတော့မကောင်းအဲအဲ့လိုမျိုးဟာလေးအကောင်လုံးကြီးပါသုံးလို့ရတာဒါ24ဖို့ဆက်တယ်မှာဆိုလို့ချင်းဆိုလာ၄ချက်ပဲ၄ချက် လောက်နဲ့ဆိုအဆင်ပြေတယ်သူကဒီကျွန်တော်ဒီမှာရှိတဲ့အင်ဗာတာတွေဆိုလို့ချင်းရိုမန်တို့ပေါ့ဆိုရှစ်ချက်ထိတောင်ထည့်လို့ရတယ်ဒါနေကင်းမိုင်းကိုသုံးကျင်တဲ့လုတ်အရင်များတယ်အင်ဗာတာရဲ့ပါဝါဖူးလုတ်နီးပါးလောက်ထိသုံးကျင်တယ်ဆိုရင်တော့အပြည့်ထက်အဲပုံမှန်ကတော့ဒါကျွန်တော်တို့ကဒီ V 48ဗိုလ်ကို6ချက်လောက်နဲ့တွားရတယ်24ဗိုလ်ကို4ချက်လောက်နဲ့တွားရတယ်ဒီ solar jet အတိုးယောဂါကြတော့ inverter ရဲ့ဒီ solar VOC ဝင်လို့ရတဲ့အပိုင်းပေါ်မူတည်တယ်ပြီးတော့ solar watt ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ပြီးတော့ customer သုံးညင်တဲ့ပစ္စည်းရဲ့ load အဲ့ဒါလေးကျွန်တော်တို့အကုန်ပြန်ညှိပြီးကျွန်တော်တို့တရားလေးတွက်ပေးတယ်ဒါကျွန်တော်ပြပြပေးတာတော့ဒါဒီအတွဲတွေမှာရှိတယ်48ဗိုလ်ဆိုဘယ်နှချက်24ဗိုလ်ဆိုဘယ်နှချက်ဆိုတော့ဒါ average လေးပေါ့နော်အဲ့ဒါမှဟုတ်ပြီဒါကျွန်တော်တို့လုံးဝ air con လည်းမတုံးဘူးလုံးကြီးတွေဘာမှမတုံးဘူးမီးထုံးရောင်လေးပဲအာမီးထုံးမယ်ပန်ကားလေးတွေဖွင့်မယ်ဖုန်းလေးတွေအသွင်မယ် wifi ဆက်လေးတွေတုံးမယ်ကျွန်တော်တွဲဖို့တွေ ရှိတယ်။ Red Bull တွေမှာကျွန်တော်တို့မှာဆိုလို့ရှိရင် ledge ကျွန်တော်တို့ ledge အဓိကသုံးများတာပေါ့နော်။အဲ MVP controller ပါပြီးတော့ solar တစ်ချက်ကအနည်းဆုံးတစ်ချက်ကနေအများဆုံး၃ချက်လောက်ထိထည့်လို့ရတဲ့ကောင်လေးတွေရှိတယ်။ဒါမှ Sandy Solar ပေါ့။အဲဒီကောင်လေးဆိုတော့အဆင်ပြေ။ဟိုမှာပေါ့လူချင်းမျိုးက၂ချက်လောက်ထည့်ထားလိုက်မယ်။၂ချက်လောက်ထည့်ထားလိုက်မယ်ဆိုကျွန်တော် total လောက်တစ်ထောင်လေးဘလောက်ပြန်ရမယ်။ total လောက်တစ်ထောင်လောက်ကိုဒီ lighting တွေပန်ငါတွေ echo လာတွေ wifi တွေ phone အသွင်းတွေအဲ့ဒါတွေအားလုံးကတော့ ောက်ချောက်တောင်းနေရပြီးတော့ဘက်ထရီတွေလည်းသူအားဖြည့်နေလဲမယ်ဒီတွဲဖို့တွေပါလေကြတော့ကျွန်တော်တို့ကအဓိကနေကင်းပိုင်းမှာလုတ်တွေတုံးဖို့ထားတယ်သူတို့ကပေါ့နော်ဥပမာမီးအရန်ပြက်တာများတာမျိုးတို့ကျွန်တော်တို့ဥပမာလက်စင်မီးမရသေးတဲ့နေရာမျိုးတို့အဲ့လိုနေရာမျိုးတွေမှာအတုံးများတယ်ဒါပါကြောင့်လဲဆိုသူ့ရဲ့ power ဒီဘက်ထရီတွေကိုပြန်သွင်းမဲ့ resource ကဆိုလာတစ်ခုပဲရှိတယ်အဲ့တော့ဆိုလာကိုကျွန်တော်တို့ဒီပုံမှန်ဆိုရင်တော့သူကတစ်ချက်လောက်နဲ့လောက်တစ်ချက်ကတော့နည်းလေးနည်းတယ်နှစ်ချက်လောက်တက်တင်တယ်အများဆုံးတက်ချင်သုံးချက်ထိရတာလည်းအိမ်လုံးအတွက်အရန်အဆင်ပြေတယ်ကျွန်တော်တို့မှာတော့လက်ရှိဒီလိုဆက်တက်လေးရှိတယ်ပေါ့နော်အဲ့ကောင်နဲ့တက်ကြီးပြီးတော့ industry တွေတုံးနေတဲ့ င်ဆက်ယုံနေအလုံးယုံနေမှာတုံးနေတယ်ဆိုတော့ကျွန်တော်မှ high voltage kilowatt light တွေရှိမယ် solar ကြက်ရေပနဲ့ချက်တက်မယ် night time ပေါ့နော် night time မှာ packet time ဘယ်လောက်တုံးလို့ရမှာဆိုတော့ကျွန်တော်တို့အပေါ်အသေးသေးတွက်ချက်ပေးရပေါ့နော်အဲလိုမျိုးလေးတွေ solar အကြောင်းစိတ်ဝင်စားတယ်ဆိုလို့ချင်းကျွန်တော်တို့ဒီ power board ရဲ့ phone number လေးတွေပဲပြပြပေး messenger fiber အဲ့လိုဒီဆက်သွယ်လို့ရတဲ့ contract လေးတွေပါဗောနော်အကောင်လုံးဆက်သွယ်လို့လည်းရတယ်ဆို sign on လဲလူကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ကျွန်တော်တို့ ਨੇ တွင်းတွေလို့ရရပါဗောနော်လူကြီးမင်းတို့တုံးညင်တဲ့ပစ္စည်းတွေရဲ့လုတ်တွေအဲတုံးညင်တဲ့ပစ္စည်းတွေအားလုံးပြောပြပေးအကျွန်တော်တည်တည်ချာလေးတွေ့ပေးမယ်ဒါ solar ဆိုဘယ်နှချက်သုံးရမယ် inverter ဆို block kilowatt သုံးရမယ်အချိန်ဘယ်လောက်ကြကြာသုံးလို့ရမယ်ဆိုဟာမျိုးဗောနော်အဲ့ဒါလေးတွေအားလုံးကိုကျွန်တော်တို့အသေးသေးလေးရှင်းပြပေးမယ်နော်တကယ်လို့အသေးသေးလေးသိချင်တယ်ဆိုတော့ sign ကိုလာခဲ့တာတော့ပိုအဆင်ပြေဒါမှမဟုတ် sign ကိုမလာနိုင်မလာဖို့အလုပ်တွေမအားမလက်ဖြစ်နေတယ်ဆိုရင်လည်းကျွန်တော်တို့ pay messenger ပဲဖုန်းလေးဆက်ပြီးတော့ပဲဖြစ် သေးသေးလေးကျွန်တော်တို့စီလမ်းပြီးမင်းများဆောင်နေနေနော်ဟုတ်ကဲ့အားလုံးပဲတာလပ်ပါတော့နေလေးနေဖြစ်ပါတယ်ခင်ဗျာ